တသက်တော့တသက်တော့အခုထိတော့ကျွန်တော် drone ပေါ်နေလက်နဲ့ကြည့်နေပြနေလို့ကျွန်တော်ခါမကြောက်ဘူး drone ကနေဟိုလက်နဲ့ drone drone ကနေ drone ဖုံးချတယ်လောက်ပဲကျွန်တော်ကြောက်ဘူးလေ drone နဲ့ဒူးပြီးနေပြရအောင်တော့မဟုတ်သေးဘူးမြင်ပြရအောင်မမြင်သေးဘူးလို့ကျွန်တော်ပြောချင်တာပေါ့နော်မဆူလန်အောင်မဲမလာပါကိုကြုံမျိုးမရဲ့တရင်သုံးချက်လေးချိုးနော်ထောင်းချင်အောင်ခင်ဗျာတို့ဒီဘာရှိလဲဆိုတော့ဖားကတ် လုံခင်းခွန်စာကုန်းမှာမနေ့ကဘုံမနေ့ကမိုင်းပေါက်ကွဲမှုကြီးခုဖြစ်တယ်လူ၉ဦးထက်မနည်းသေဆုံးပါတယ်အဲ့ဒီသေဆုံးမှုเนี่ยပတ်သက်လို့ရှိရင်တော့တော်တော်လေးတော့တော်တော်လေးတော့ဟိုဘက်ဒီဘက်ပြောနေကြတာရှိတယ်ကျွန်တော်ကတော့ဒီသေဆုံးမှုเนี่ยပတ်သက်လို့ရှိရင်တော့ပေါက်ကွဲမှုเนี่ยပတ်သက်လို့ရှိရင်ဘယ်သူလုပ်တယ်ဘွာလုပ်တယ်ဆိုတာထက်ဒီပေါက်ကွဲမှုကဒီပေါက်ကွဲမှုကဆွဆွဲကြတာကြီးဖြစ်ပြီးတော့တကယ်ဖြစ်သွားတာပါလေဘယ်လိုဖြစ်နိုင်လဲဆိုတာမျိုးပေါ့နော်ကျွန်တော်တို့ဒါကိုစဉ်းစားပါမယ်အဲ့တော့တိအဲကချင်ပြည်နယ်ခြေဆိုင်တဲ့မီဒီယာတွေတော်တော်များများဖော်ပြချက်ဒီမှာတော့ဘယ်လိုဖော်ပြလဲဆိုတော့ ဒီဖားကန်လုံခင်းအုပ်စုငင်းညတာရရက်ွက်အဲရက်ကမှရှိတဲ့ဒီဘာလဲဒီဘာခေါ်လဲသူခေါ်တာတော့သူတို့ခေါ်တာတော့ရှိတယ်ဗျခွန်စာကုန်းပေါ့နော်အဲခွန်စာကုန်းပေါ့အဲကုန်းမှာမနေ့ညမနေ့ည9နာရီလောက်ကဝိုးအုံးအုံးဆိုအတိုင်းနဲ့တခါလဲမီမီမီတော်ကြီးတို့ဟိုမိုင်းမိုင်းကွဲရပြီးတော့ယူအုံးလို့တက်လာတက်လာတော့ဘေးပတ်ဝန်းကျင်လူတွေအကုန်လုံးမြင်လိုက်တဲ့ဗီဒီယိုဖိုင်ကိုကျွန်တော်တို့တက်လာတယ်ပေါ့နော်ညပိုင်းမှာညမနေ့ကညဘွားလောက်မှာကျွန်တော်မြင်တာ17နာရီ17နာရီလောက်မှာစမြင်ပြီးပြင်ပြီးတော့ဒီနေ့ဆိုရင်နေခိုင်းဆိုမြင်နေရပြီ နော်မနေ့ညက9နိုင်လောက်မှာဖြစ်တာအဲ့အချိန်မှာ17နိုင်ဆန်းနိုင်လောက်မှာ IP ပိုင်းတက်လာပြီတက်လာမှကျွန်တော်တို့မြင်ရတဲ့ခါမှာဟာဘာဖြစ်တာတော့ဆိုကြည့်တော့ဟိုပောက်ကွဲမှုဖြစ်တယ်ပေါ့ပောက်ကွဲမှုဖြစ်ပြီးတော့အဲ့ဒီမှာအနားမှာနေတဲ့အိမ်အဲ့ဒီနားမှာနေတဲ့အရသာအိမ်တွေအကုန်လုံးထိမှန်ပောက်ကွဲပြီးတော့အရသာပေါ့နော်အရသာပြည်သူအရသာလို့ပြောတယ်ကိုးဦးတည်ဆုံးသွားတယ်ကလေးငယ်ကြီးလည်းပါတယ်လို့သိရတယ်တချို့ကတော့ကလေးငယ်2ယောက်လို့ပြောတယ်တချို့က4ယောက်လို့ပြောတယ်ဒီလိုရင်ဘာဖြစ်လို့ဆိုကလေးငယ်4ယောက်ပြောပြော2ယောက်ပြောအဲ့အချိန်မှာအသားစာတွေတည်တဲ့အလောင်းတွေကိုဘလို့မှအာမြေသူမြေဝမခွင့်နိုင်တဲ့အနေအထားဖြစ်သွားတဲ့အတွက် ဘလို့ဖြစ်ကိုးဦးတည်တယ်လို့ပဲမှတ်အလောင်းကတော့ကိုးလောင်းတွေးတဲ့အတွက်ကိုးဦးတည်တယ်လို့ပဲအရင်မှတ်ပါအဲ့လိုတင်းစင်းမှုတင်းချုံတင်းချင်းမှုတွေပျက်စီးမှုတွေဖြစ်သွားခဲ့ပါတယ်မနေ့ကညဒီပောက်ကွဲမှုပောက်ကွဲမှုပေါ့နော်ပောက်ကွဲမှုနဲ့ပတ်သက်ရင်လည်းအခုချိန်ထိပြောနေကြတာကတော့အားလုံးတစ်ဖက်ကကချင်ဘက်ကမီဒီယာတွေမှပြောနေကြတော့အစစ်တပ်ကနေပြစ်တာလို့ပြောတယ်စစ်တပ်က drone နဲ့ drone မှာပါတယ်လက်လက်ကြီးနဲ့ပြစ်ချလိုက်လို့အဲ့ဒီရန်ကိုကိုတော်ပေါ့နော်ရန်ကိုတော်ရန်ကိုတော်နေပောက်ကွဲတာပါလို့သူကပြောတယ် ဒါပေမဲ့စစ်ဘက်ကပြစ်တယ်ဆိုတဲ့အထောက်အထားကိုပြပါဆိုတော့လေသူတို့မှထောက်ထားတော့မရှိဘူးထောက်ထားမှသူတို့မှမရှိဘူးမရှိဘူးမရှိတဲ့အတွက်သူတို့ကလည်းစစ်တပ်ကပြစ်တယ်လို့ပဲပြောတယ်ဒရုန်းလည်းနဲ့ကြီးကြပြီးတော့အဲ့ဒီမှာပြစ်တာပါသူထိတာပါဆိုပြီးပြောတယ်ဆိုတော့ဟိုခရကအဲ့ဒီပေါက်ကုန်းဖြစ်တဲ့အနာတဝိုက်မှာဘယ်လိုကဘယ်လိုဖြစ်တယ်ဆိုတော့ပြောနိုင်တဲ့လူကလည်းအနောက်မရှိဘူးရုပ်တရက်အုံကနေအုံကနေကွဲလာတဲ့အတတော့အဲ့ကွဲတဲ့ဟာရဲ့လွင့်စင်နဲ့လွင့်စင်ရတဲ့အဲ့ဘုံဒီကွဲရတဲ့ကြီးကွဲတဲ့ဟာရဲ့ဘေးမှာပြပလည်းမရှိတဲ့အိမ်လေးတွေက ထိကုန်တော့ဗျအကုန်ထိကုန်တာအဲ့တော့ထိကုန်ပြီးတော့တချို့ကအဲထိကုန်ပြီးတော့ခုပြောရင်တော့ဒီအရသား30လောက်ပေါ့နော်အရသား sorry အရသားကခုန10 10ဦးကျော်ထက်မနည်းပေါ့နော်အကုန်လုံးကထိကိုက်တန်ရရှိမှုကြီးကြီးထိကိုက်ကုန်တယ်လို့ဟိုပြောပြောလို့ရပေါ့နော်ဆိုတော့အားလုံးကလက်ညှိုးထိုးနေကြတာကစစ်တပ်လိုလက်ညှိုးထိုးတယ်ဒါပေမဲ့ဘဲရပါဆိုတာမျိုးတော့ဘယ်သူကမှတော့ဒီဟာကိုအထူးကြမပြောနိုင်ဘူးအကုန်လုံးကလက်ညှိုးထိုးတာစစ်တပ်ပဲ KIA KIA ကနော်ဘူးကလည်းပြောတာကနော်ဘူးကဘာပြောလဲဆိုတော့အဲ့အဲ့ဒီဟိုဟာစစ်တပ်က အမြောက်နဲ့အမြောက်နဲ့ပြစ်တာလို့နှုတ်ဘူးကပြောတယ်နှုတ်ဘူးကနော်နှုတ်ဘူးကလည်းကျတော့စစ်တပ်ကနေပြစ်လိုက်တာတဲ့ပြောလို့ပြောလို့ရတယ်အဲ့တော့စစ်တပ်ကပြစ်လိုက်တာတဲ့ပြစ်တဲ့အတန်ကလုံခင်းတညင်းကုန်းတက်ကနေပြစ်တဲ့အတန်ကြားတယ်လို့ပြောတယ်တဲ့မိလောင်နေရောက်သွားကြည့်ခါမှာအလောင်းကိုလောင်းတွေ့တယ်ပြစ်လိုက်တဲ့လက်နဲ့ကြည်စံမျိုးစားဘာမျိုးစားလဲဆိုတော့မသိရဘူးတဲ့သူပြောပုံကလက်နဲ့ကြည့်နေပြစ်တာလို့နှုတ်ဘူးကပြောတယ်နှုတ်ပြောပြီးမဲ့သူနဲ့ဆက်ဆက်တဲ့ကချင်မီဒီယာတွေမှာကျတော့ဒရုန်းနဲ့ပြစ်တာလို့ပြောတယ်အဲ့တော့သူတို့မှာခရေကနှစ်ချက်ကွဲနေတယ်လက်နဲ့ကြည်လားဒရုန်းလား အော်တခုကြရောပြောတယ်ဒရုန်းနဲ့ဒရုန်းပေါ်နေလက်နဲ့ကြီးနဲ့ပြတာဆိုတော့ကျွန်တော်တသက်တုံးတသက်တော့အခုထိတော့ကျွန်တော်ဒရုန်းပေါ်နေလက်နဲ့ကြီးနဲ့ပြနေလို့ကျွန်တော်ခါမကြဘူးဒရုန်းကနေဟိုလက်နဲ့ဒရုန်းဒရုန်းကနေဒရော့ဘုံချတယ်လောက်ပဲကျွန်တော်ကြာဘူးလေဒရုန်းနဲ့ဒူးပြီးနေပြရအောင်တော့မဟုတ်သေးဘူးမြင်ပြရအောင်မမြင်သေးဘူးလို့ကျွန်တော်ပြောချင်တာပေါ့နော်ဆိုတော့ယူကရိန်းနဲ့ရုရှားကိုထုတာတော့မှပဲအဲ့လောက်ဒရုန်းနဲ့ဟောပြတော့ဒရုန်းကဟိုအသေခံဒရုန်းတွေနဲ့စော်တဲ့သဘောမျိုးပဲရှိတာဘာမှဟောမဟုတ်ဘူးဆိုတော့လွဲတော့လွဲတယ်ပေါ့နော်နှစ်ဖက်ပြောလို့ပြောချက်တွေကလွဲနေတယ်ဒါပေမဲ့ စစ်တပ်ကတော့လက်ညှိုးထိုးလို့ကောင်းတယ်။ဘာလို့ကောင်းလဲဆိုတော့ဒီရဲ့ဘိုင်းတွေမှာစစ်တပ်ကဖားကန်ဒေသပြန်လဲစိုးမိုးရေးဆိုပြီးစစ်တပ်ကဆစ်ကြောင်းတွေထိုးပြီးတော့ဒီမြေပြင်တပ်တွေကအဲ့မှာနေရာအပြည့်တဖြည်းဖြည်းချင်းပြန်ယူလာတဲ့အခါ KIA တပ်တွေကအဲ့ဖားကန်ကိုစိုးမိုးမှုအားနည်းလာတယ်။အားနည်းလာတဲ့အခါကျတော့ပို့လင်းပြောရင်တော့ပြောစရာတွေတော့ဖြစ်လာတာပေါ့။အဲ့တော့စစ်တပ်ကိုလက်ညှိုးထိုးစရာဖြစ်လာတယ်။ဆိုတော့ဒီရန်ကိုတော်တွေပောက်ကွဲမှုဆိုတော့ရန်ကိုတော်တွေရဲ့ရန်တွေကလည်းပြဿနာရန်တွေကပြောစရာအကြောင်းနှစ်ချက်ရှိတယ်။တစ်ချက်ကလုပ်ငန်းရှင်တွေပေါ့။ခုနဒီကြောက်တူးတဲ့လုပ်ငန်းရှင်တွေကရန်တွေဝယ်ရတယ် ဒါရမ်းဝယ်ဘာလို့ဝယ်လဲရမ်းနေနဲ့မိုင်းခွဲမှကြောက်ကခွဲလို့ရတယ်ရှိတာဟုတ်ဆိုတော့တချို့ဟာတွေရမ်းနေနဲ့မိုင်းခွဲရတယ်ခွဲမှရတယ်ဆိုအဲရမ်းနေရသူတို့လိုရတယ်အဲဒါကြောင့်ဂူတော်နေနဲ့တူလောင်ထားရတယ်တူလောင်ထားရတယ်အဲ့တော့ကြောက်တူးသမားတွေအတွက်တူလောင်ထားတဲ့ရမ်းတီတူလောင်ထားတဲ့တူလောင်ထားတဲ့ရမ်းဂူတော်ယုံလို့အလွယ်ပြောလို့ရတယ်လို့ KIA အကြံဖက်လက်နက်ကိုင်အဖွဲ့ပေါ့နော်အဲ့ဒီအဖွဲ့အော်သူတို့မတုံးနိုင်ဘူးလားသူတို့လည်းသူတို့အောင်ဖြစ်နိုင်လားသူတို့ပိုင်တဲ့ရမ်းဂူတော်ယုံဖြစ်နိုင်ဘူးလားဆိုတော့ဒီလိုလဲစဉ်းစားရဖြစ်တယ်ဒါပေမဲ့တက်ကပြစ်တယ်ဆိုတဲ့ထောက်ထားမရှိတဲ့ခါကျတော့ကျွန်တော်တို့ကလည်းဒီအောင်ပြောရခက်တယ် ခုချိန်တက်ကအေးဆေးပဲသူ့အတူတူကဟိုပါပေါ်လွဲပြီးခပိုင်းပြက်နေတာဒီဘက်တက်ကအေးဆေးပဲဘာမှမပြောဘူးသူတို့ပြစ်တယ်လည်းပြောဘူးမြူးလည်းပြောအေးဆေးပဲဆိုတော့ဒီပောက်ကွဲမှုအားလုံးက KIA ကသူတို့ကသူတို့မတော်တဆပောက်ကွဲမှုကိုတက်ကိုလက်ညှိုးထိုးတာလားဒါမှမဟုတ်သူတို့လက်ဆက်လက်နာဖြောက်ချင်တဲ့ကိစ္စကြီးရှိလို့များဒါကြီးကိုဖောက်ခွဲပြစ်နေရလားဆိုတော့မေကွန်ကမေကွန်ကတော့ရှိတယ်တက်ကိုကြီးလက်ညှိုးထိုးမယ်ဆိုရင်တော့ကျွန်တော်ရာနှုန်းပြည့်မှန်းလို့မရဘူးဘာလို့ဒီပောက်ကွဲမှုနဲ့ပတ်သက်လို့တက်ကလက်နေကြီးနဲ့ပြစ်ပါတယ်ဆိုတော့အထောက်အထားကိုဘယ်သူကမှတက်တည်ပြနိုင်ခြင်းမရှိပါဘူး ပြီးတော့ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်းအဲပြီးခဲ့တဲ့ရက်ပိုင်းမှာလည်းဘာဖြစ်လဲဆိုတော့အာလုံသိရဲ့အတိုင်းပဲဒီဒီဒီမှော်စီစာဘက်မှာလည်းပြီးခဲ့တဲ့နှစ်ရက်သုံးရက်လောက်ကပေါ့နော်အလားတူဖြစ်စဉ်မျိုးပေါက်ကုန်ဖြစ်တယ်ပေါက်ကုန်ဖြစ်တယ်အဲ့လိုဖြစ်ခဲ့ပြီးတော့အဲ့မှာလည်းတည်ဆုံးမှုတွေရှိတယ်ဆိုတော့ဒီရက်ပိုင်းအတွင်းမှာတပတ်အတွင်းမှာပဲတပတ်အတွင်းမှာပဲမှော်စီစာမှာတစ်ကြိမ်လုံခင်းမှာလုံခင်းခွန်စာကဟိုမှာတစ်ကြိမ်နှစ်ကြိမ်ဒီရန်ကိုတော်ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်တယ်ဆိုတဲ့ကိစ္စတွေဟာမယိုးတော့မယိုးရှင်ဘူးမယိုးတော့မယိုးသားဘူးအကယ်စစ်တပ်ကပြစ်တယ်ဆိုလဲစစ်တပ်က ဒီ KIA တွေအတွက်လက်နက်ခရံထောက်ဖို့လမ်းကြောင်းကြီးဖြစ်နေတဲ့ရန်ကုန်တော်ထုတ်လာလားဒီလိုမျိုးမရအောင်ဖြစ်တယ်ဒါပေမဲ့စစ်တပ်ကပြည်တယ်ဆိုတဲ့ထောက်ထားတော့နှစ်ခုလုံးမှမဖော်ပြနိုင်မဖော်ပြနိုင်ပဲနဲ့ကြားထဲမှာတော့ညက်ပြီးတော့ဒီရန်ကုန်တော်နားမှာရှိနေတဲ့အရသာလို့ပဲခေါ်မလားဒီဒီဒီကြောက်တူးသမားတွေလို့ခေါ်ရေးမစင်းသမားတွေလို့ခေါ်မလားအဲ့လူတွေတော့လောလောဆယ်နေတိုင်းနဲ့ကြားညက်ပြီးတော့တိတ်ဆုံးသွားတာရှာတယ်ဒီလိုတော့ဖြစ်စဉ်ဖြစ်သွားတယ်ဒါကတော့စဉ်းစားစရာကောင်းတယ်ဆိုတာလေးထည့်ပြောတာပါခုလိုတဲ့တဲ့ကိုပြောပြပေးသွားတဲ့ကိုကျော်နုကိုလည်းကျေးဇူးတင်ပါတယ်